တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးမောင်ထင်ရဲ့ကောင်းချင်းကြည်တော်ဆိုတဲ့ဝတ္ထုတွေကို နားဆင်ရမှာဖြစ်ပါတယ် စာသင်ဥလူကလေးသည်မူအားဖြင့်ကန့်ကွက်လို၏။ဖျားပွဲအတွက်ပွဲမိန်ကိုနည်းနည်းအမျှမထောက်ခံလို။သို့သောဤကိစ္စမှာဥလူကလေးတို့အတော်ခွကြသည်။အတော်စဉ်းစားရချက်သည်။ဥလူကလေးသည်အင်္ဂလိပ်အရှင်သခင်အစိုးရမင်းတို့၏လက်အောက်၌ပလိအမှုထမ်းဖြစ်နေအမှုထမ်းလာခဲ့သည်မှာရွာကန်တူဦးနေနှင့်အမှုထမ်းလာခြင်းဖြစ်သည်။ဤရွာတွင်သူသည်ရွာမိရွာဖဖြစ်နေသည်။ တရွာလုံး၌သူနှင့်ဆွေရိပ်မျိုးရိပ်မကင်းသူကြီးများသာဖြစ်၏။ရာဇကြီးမှာစာတင်ကတော်ကြီးဤဘက်ကနေ၍ကြည်လျင်စာတင်ကတော်ကြီးဤမောင်နှမဝန်းခွဲတော်ဆက်သည်။ဖျားလူကြီးများမှာကငယ်စဉ်ကပင်ကန့်ငေါ်ချောင်းဆရာတော်ဖျားကြီးဤလက်အောက်၌အတူတူဒိုးထိုးဘက်ဖြစ်သည်။တဦးသောဖျားလူကြီးမှာရောက်ဖပင်တော်သည်။အခြားတဦးမှာအမေမောင်အရင်ခောက်ခောက်ဤသားဖြစ်သည်။ ကျန်တူးမှာအဖေဘက်ကဆက်၍တော်ရသောဗားတွေဖြစ်သည်ဆွေရိတ်မျိုးရိတ်မကင်းသူတို့ကစု၍လှုပ်သောထို့ညောင်မင်းသားရွာဖျားပွဲကို စာတင်ဥလူကလေးကမှမထောက်ခံလျင်ဆွေမျိုးအများစုကဝိုင်း၍ကျိန်ဆဲသည်နှင့်ပင်အလုတ်ပြုတ်စရာအကြောင်းရှိသည်တို့ရာတွင်ဥလူကလေးသည်အလုတ်ပြုတ်မိကိုဤမျှလောင်မစိုးရင်ဖျားပွဲကျင်းပသည့်ခါတိုင်းတွင်ညောင်မင်းသားရွာရှိ လောကမရစိန်ဖျားရှင်မြင်တော်ဝယ်ရက်ရွာရှိ တပုရိသအပေါင်းတို့ကအာယုံဆုံးကတ်တိခါတငယ်ချင်းဖြစ်သူဥဖိုပန်းဤကျင်းနောင်ဝိုင်းမှာဖိုးခေါင်ကျွေးကြော်ဟိုတောင်ညိုပေါ်ကနေပြည်တော်ပြော်လိုက်စမ်းပါလမ်းပဲမမြင်အိုလိလိမောင်မောင်ရမျော်ကူရောင်မိသည်ဟူသော တေးသွားကို အာယုံတတ်နိုင်မကြလဲရမိကိုစိုးသည်ထို့တကားဆုံးတော်ကြီးကပွဲကိုတညချိုတင်ပြင်ဆင်ကြရ၌ဥလူကလေးကိုယ်တိုင်ဆက်ရန်စင်မင်းပိယိတ်မှုန်းကို မရွတ်လိုက်ရမည်ကို ပို၍စိုးရိမ်မိသည် ဥလူကလေးသည်အသက်ကြီးပြီမန္တကာဆက်လက်ပြီးအမှုထမ်းနိုင်ရင်လေးငါနှစ်ပေါ်ဒါပြီးရင် ပင်စင်ယူရတော့မယ်ဟု၍ဥလူကလေးကခဏခဏညှိတွားမှုသည်ပင်စင်ယူကန်ဤ၌အဘက်ဖြေးဖို့ကိစ္စလည်းရှိနေသည်အဘက်ဖြေးရန်မှာလေးငါနှစ်ဇက်တိုက်ဖြေယုံမျှနှင့်အနည်း၂၀အစိတ်တွင်းကကျူးလွန်မိသောဒုစရိုက်များမပြည့်တပြည့်မျှသာရှိလိမ့်မည် ရွာသူရွာသားတို့မှာအသိဉာဏ်ခေါင်းပါသူများကပို၍များပြားသည်။ညောင်မင်းသားမှာမြို့နယ်ရုံးဆိုင်ရာဌာနနှင့်ရေလန်းအဖြစ်မိုင်ပေါင်း90မျှဝေးသည်။တင်းမောနှင့်ခီးသွွားလျင်တနေကုန်မှသာမြို့ကိုရောက်နိုင်သည်။တင်းမောကလည်းတင်းငွေနေတစ်ပတ်မှ၃ငိမ်သာခုတ်သည်။ကြေးရွာ၌လူသက်မှုများဖြစ်ခဲ့လျင်တေသူအလောင်းကိုမြို့သို့ပို့ရသည့်အခါလေတမန်နှင့်၃လညအိတ်သွားပါမှမြို့ကိုရောက်နိုင်သည်။ ဤမြအဆုံးဖြားကြသောရွာတွင်အစိုးရအထောက်ပံ့ကံမြမစာတင် ကြောင်းမြပဲမရှိဤရွာရှိမြေရှင်လေသမားတကြီးစိန်ကောင်းမြေတိုင်းစီရေးစာတင်အမှုတန်းစသည်တို့အားလုံးမှာကန်းငေါ်ချောင်းဖုံတော်ကြီးဤတပည့်များသာဖြစ်ကြသည်ထို့ကြောင့်မင်းဆိုးရာဇာနှင့်ပတ်သက်သော လောကီရေးရာတို့တွင်ဘာဘုဟုတ္တရာမှမရှိကြ ရွာ၌အမှုခင်းရှိလျင်ရွာတကြီးနှင့်စာသင်တို့အသီးသည်ဆိုင်ရာဆိုင်ရာညွှန်ကြားချက်များတိုင်းလိုက်နာကြရသည်ထို့ကြောင့်ဤရာတွင်အလုတ်လုရသည်မှာ ဥလူကလေးတို့လက်လာဘက်ရှင်လာသည် ခိုးမှုဟူ၍မရှိ လူရမှုကိုတစ်နှစ်တစ်ခါလောက်တော့ကြားဘူးသည်ဓမြမှုလူတတ်မှုတို့ကိုနှစ်နှစ်ကြားမှတစ်ခါဆိုသလိုဥလူကလေးသည်စုံစမ်းစစ်ဆေးရသည်ရက်ရွာတွင် ဖြစ်သည်များမှာရိုက်မှုဓာတ်ထုတ်မှု လောင်းစားမှုနှင့်အယက်ချက်မှုများသာဖြစ်သည် ရင်းသူမှုများပေါ်ပေါက်လာလျင်စာတင်ဥလူကလေးကအိန္ဒိယရာဇသက်ပုတ်မှတပုတ်မှလျင်အသက်ပြားတစ်ချက်နှုံနာကလိုတိုးပိုလျှော့လှုပ်ပေးတတ်သည်တခါတရံဘာမှမဟုတ်သောအမှုကလေးများပင်လျင် ပုတ်မှ900ဖြစ်သွားတတ်သည် ထိုအခါဥလူကလေးအားငွေမျက်နှာဖြင့်ဖြောင်းဖြာပြောဆိုနိုင်လျင် ပုံမှန်900သည်တဖြည်းဖြည်းလျော့ဆင်းသွားကာ 294၌ထိ၍နေတတ်သည်တခါတရံဥလူကလေးစိတ်ကွက်ခဲ့ပါလျင်930ထိတက်သွားပြီးမှငွေမျက်နှာကြောင့်အတက်ရက်လီတော်သည်သို့ပင်ဖြစ်တော်ညာလေဖျားပွဲဖုန်ကြီးပြန်ပွဲမဲတော်ပြန်ပွဲစသည့်ပွဲများကျင်းပသည့်အခါလက်ရွှင်သည်နှင့်ထုချေလွာတောင်းခံရသည်ကမမျှဖြစ်တတ်သည် အမေကြောင့်ဆိုသောထုတ်ပွဲတော်များကျင်းပခြင်းတွင် အဆိုပါရိုက်မှုဓာတ်ထုတ်မှု လောင်းကစားမှုနှင့်အရက်ချက်မှုတို့သည်ပို၍များလာတတ်သည်ရိုက်မှုတို့တွင်ဥလူကလေးသည်၃နှစ်၃လောက်ကို အတွက်ရှိသည်ဟုမထင်ညီတလေရင်းမပိုင်သည့်ကိစ္စ၌ဖြစ်ခြင်းအားဖြစ်စေဘာမျှကိစ္စမရှိတကြီးကသူ့ဒန်စင်းစာအုပ်ထဲတွင် သူရေးခြင်းသောစီရင်ချက်နှင့်ပြစ်ဒဏ်ကို ရေးသွင်းစေအောင်သော ဥလူကလေး၏အပူနှစ်ပြားသားမြန်မပါပါသို့သောဖျားပွဲတော်မျိုး၌ဖြစ်ပွားတတ်သောရံပွဲတို့တွင်က မကြီးနှစ်တုံထန်းနှစ်တုံပရောက်သားတုံနှင့်ဝင်းရင်တုံများဖြစ်လျာမတော်တဆဆိုလျင်တေလောက်သောလက်နက်များဖြစ်သောကြောင့်ပုံမှတို့သည်324မှသည်325ကိုကျော်လွန်၍36သို့ရောက်လာသောအခါဥလူကလေးမှအလုလဲများသည်ထူကြည်လွားလဲအတောင်းခံရတတ်သည် အထက်ပါအကြောင်းချင်းရာတို့ကိုသုံးသက်ကြည်ချင်းအဖြစ်ဖျားပွဲသည် စာတင်ဥလူကလေးဖို့အမှုပွေရာရောက်အောင် ဖန်တီးတတ်သောသဘောရှိခြင်းညောင်းဥလူကလေးသည်မူအားဖြင့်ကန့်ကွက်သည်သို့သောတကြီးကတော်နှင့်တကွရောက်ဖာဖြစ်သူဖျားလူကြီးမင်းဤเจ้าမကပါ ဝိုင်းဝန်းပြစ်တင်ပြောဆိုလေသောအခါစာတင်ဥလူကလေးသည် ထိုသုံးတော်ဝတ်တို့၏အညိုညင်ကို ခံယူနိုင်သောတတ္တိမရှိဖြစ်ချေရကဖျားပွဲမိန့်ကို ပေးလိုက်ရလေသည် ။မြောင်မင်းသားရွာလောကမရဇိန်ဖျားမှာကိုတော်ပြည့်ဖျားဖြစ်သည်။ရွာဤမြောက်ဖက်ဇေယကြီးအလွန်တွင် မြေရှင်ဥဒာဥဤလက်ထိတ်၌တည်ထားသည်။မူလကထိုနေရာတွင်အုတ်ခုံဆွေးဆွေးတခုံရှိသည်။တနေ့သောအခါဥဒာဥဤသီရင်ငါတူကလဲထွန်ရင်အုတ်ခုံနှင့်ဝင်၍တူးမိသည်။အုတ်ခုံပဲ့ကြလာသောအခါမြေအိုးတစ်ခုကိုတွေ့ရသည်။ထိုမြေအိုးမှာယခုခေတ်သုံးမြေအိုးမဟုတ်ဆလဲဝင်သားသားမကြတကြဖြစ်သည် ။ဥမာတပိတ်ကဲ့သို့မြေနဲ့ဆင်းနှင့်ဖုတ်ထားဟန်တူသည်။၎င်းအိုးထဲတွင် ပြာလိုလို မြေဆွေးလိုလို တွေ့ရသည်။၎င်းပြာနှင့် ရောလျက်နေသောအိမ်မြန်ဥပမာဏသည်စံခွဲပမာဏထိရှိသော အစေ့ကလေးများကိုလည်းတွေ့ရသည်။ဥဒာဥဤတည်ငှားက၎င်းအစေ့ကလေးများကိုချိန်မှွကြည်မကြည်ထို့ကြောင့်ထုံမြေအိုးကိုကန်းငေါ်ချောင်းဖုံတော်ကြီးထံသို့ယူ၍ပြသည်။ကန်းငေါ်ချောင်းဖုံတော်ကြီးက ၎င်းတို့သည်ဓာတ်တော်ဖြစ်သည်ဟုအဆုံးဖြတ်ပေးသည်ဓာတ်တော်ဟု၍သိရသည့်နေ့နောက်တညာ၌ကံတော်ကြောင့်ဖုံးတော်ကြီး၏ကန္နာဂုရိတိုက်အပေါ်တဲ့တဲ့ရှိပြတ်သက်မှရောင်ကြီးတော်များကွမြူသည်ထိုညတွင်ရွာသူရွာသားအလုံးတို့ကတရာလှသဖြင့်လှူဒန်းညရာငွေပေါင်း365ကျပ်5မူနှစ်ပြားရသည်ဟုဖုံးတော်ကြီး၏စီရင်ရာတိရသည်ထိုနေ့မှစ၍ကိုတော်ပြည့်ဖျားတေရန်လုပ်ငန်းကို ဖုန်တော်ကြီးကိုယ်တိုင်ဦးစည်းရေလုတ်ခေရာ ပြန်ဆရာနှစ်ဦးငွေလိန်၍ပြေးသောကြောင့်နှစ်ချင်းပေါက်ဖျားတဲ၍မပြီးခဲ့ပြီသို့သောတတရပြန်ဆရာကိုငှား၍စာတင်ဦးလူကလေးကိုယ်တိုင်စောင့်ချက်ကြည့်ရှုကားမှပင်လျင်ဖျားတဲခြင်းကိစ္စအောင်မြင်စွာအထမြောက်လေတော့သည်ကိုယ်တော်ပြည့်ဖျားရှင်မော်တွင်ဤမြတန်ရောစဉ်ကြီးရှာသူ စာသင်ဥလူကလေးသည် သူဤရွာသူရွာသားတို့ကိုလည်းစိတ်မချကြည် ညောင်မင်းသားရွာမြောက်ဖက်ထိပ်ဇီရကြီးမှာတမိုင်ကျော်ကဝေးသောနေရာတွင်မြောက်ချောကုန်းရွာကလေးရှိသည်ထိုရွာ၌အပြိုချောချောပေါ်သည်ညောင်မင်းသားမှလူပြိုတို့သည်မြောက်ချောကုန်းမှပြိုတို့ကိုကမ္ဘာနီယာမှာတိုင်းပိုးကြသည်ထို့သော ထိုပြိုလူပြိုတို့၏အချစ်ဇလန်းမှာရိုက်ပွဲများနှင့်သာအဆုံးတတ်တတ်သည်ထို့ကြောင့်ဖျားပွဲဟိဆိုလျင်စာတင်ဥလူကလေးသည်ဥကောင်းကြီးမိသည် ယခုမှမူပွဲမိတ်ပေးမိပြီးဖြစ်သောကြောင့်မတက်သားတော့ပြီခတ်စောစောကပင် ပွဲကင်းရှိရာသို့သွား၍ကြီးကြပ်မှတော်လိမ့်မည်ဤစိတ်ကူးနှင့်ဥလူကလေးသည် ပွဲစည်းသို့ရောက်ခဲ့သည်ညဦး၌ဈေးမှစီကားလှပေသည် ပွဲစည်းသို့ဝင်းလျင်ဝင်းချင်းမုတ်လီပွေဆိုင်ကိုတွေ့ရသည်ဆိုင်ရှင်မုတ်ဆိုးမကြီးကမုတ်လီပွေတစ်ချက်နှင့် လောကုတ်ပြုသေးသည် သို့တော်ခလန်းလန်းကကောင်းကြီးကြီးတော့ဆိုင်၌ကာလာသားတွေတယုံယုံလက်ပံမင်းစည်ရဲ့ကြသလိုကြနေကြသည် ကောင်းကြီးကြီးတော့ရောင်းသောကောင်းမလေးမှာဆန်ရစ်ဝိုင်းလေးနှင့်အတော်ချစ်စရာကောင်းသောအရွယ်ပင်ဖြစ်သည်ဒီကောင်းမလေးကြောင့်ကိုဥလူကလေးကောင်းစွာတည်သည်ကောင်းမလေးကယိုးသည် သူမိဘကပင်မန်းစင်းရဲသည် အပြိုးပေါ်ဝင်စမှညောင်မင်သားကလူပြိုကာလာသားများအဝိုင်းခံရလျင် ပြားပရုံးတွေဝိုင်း၍အဆုတ်ခံရသောစပယ်ပန်းကလေးလိုနေမညိုခင်ညှို့ရဖို့ဖြစ်သည်ထို့ကြောင့်စာသင်ဥလူကလေးသည် မုတ်လီပွေတဲ့မာကြီးလောက်ကိုလှုပ်သည်ကိုကျေးဇူးတင်စကားတခွန်းနှင့်ပြန်ချေပြီးတော့ကောင်းချင်းကြီးတော့ဆိုင်သို့သွားလေသည် ကောင်းကလေးတွေကဥလူကလေးထက်ပါသည်ဥလူကလေးကိုမြင်လျင်ပင်ကောင်းချင်းကြီးတော့တယောက်တစ်ချောင်းစီခက်မြန်မြန်ဆွဲကဈေးတရားခက်တုတ်တုတ်ပတ်စံပေးပြီးနောက်လစ်ကြလေသည် ဟဲ့ခေါမလေးနင့်ဆိုင်လူစီလာကြီးလားဥလူကလေးကစကားဆက်မရှိပဲကောင်းချင်းကြီးတော့ရောင်းသူ ကောင်းမကလေးကိုဒုံးတိတိမေးသည် ကောင်းမလေးကရှက်တလူလူအမှုရာပြသည်ဈေးဟောင်းကောင်းတာကိုဘာကြီးရဲ့ဒါပေမဲ့အကျွေးရောင်းရတာများပါတယ်ကောင်းမလေးကနောက်ဆုံးဝတ်ကြကိုမတက်မသားညီးတော်သန်နှော၍ပြောသည်ဟဲ့ဟိုးကောင်းတွေဟာနင့်စီကကိုအကျွေးယူသလားနင့်ကိုဘာစကားတွေမြန်ပြောသွားသေးတယ်လဲ ဥလူကလေးကမတင်ငါသောသဘောနှင့်မေးပြန်၏ကောင်းမကလေးသည်ပို၍ရှက်သွားသည်အိုးသူတို့ဘာမှမပြောပါဘူးကောင်းချင်းကြီးတော့အားလုံးကိုခြုံဝဲမယ်ဆိုပြီးဈေးစစ်နေတာပါသူတို့စီကလငင်းပတ်စံရပါတယ်အကျွေးကြတာကသူများစီမှာပါအင်းဟွန်းဒီကောင်းတွေတော့အစာကြီးရောလားဟဲ့တို့ဘာလို့အကုန်ဝယ်မသွားတာလဲ ပြောတတ်ပါဘူးဘာကြီးရဲ့ဘာကြီးလာတာမြင်တော့အခုလိုပဲခြာကနေလှည့်ထွက်သွားကြတာပဲစာသင်ဦးလူကလေးသည် အထက်ပါအချီချစကားပြောပြီးစဉ်းစားသည်တက်တက်နောက်ပိုးပိုးခြင်းလို့ကောင်မလေးစီမှာလာပြီးဈေးစင်နေကြလေသလားသူလာမိ၍ကောင်မလေးအတွက်လက်ပိတ်သွားလေသလားဒီခွေးမသား၄50ယောက်ကကောင်ကြီးကြီးတော့ချောင်းပေါင်း၄50ကိုဘယ်ပုံအပင်ဆို့ကြမှလဲ စာသင်ဥလူကလေးသည်စိတ်ကူးရင်ပွဲစည်းတန်းရှိ အုံထမင်းနှင့်ကြက်သားဆိုင် ကော်ပြန့်ညောဆိုင်ထမင်းတုပ်ဆိုင်တင်းမော်ဒီလက်တုပ်ဆိုင်လက်ဖက်ရည်ဆိုင်ရှာလက်ဖက်ရည်ဆိုင်မုတ်ဟင်းငါဆိုင်လက်ဖက်ချင်းတုပ်ဆိုင်မုတ်ကြွဲသေးဆိုင်ကြောက်ကြောဆိုင်ဆက်လိမ်မီးကျစ်ကွန်းရဆိုင်တို့ကိုတဆိုင်ပြီးတဆိုင်ဖြတ်သွားသည်ဘာမှမစင်းစားတတ်အောင်ဖြစ်သွားသည်ဟောစာသင်ကြီးကြွာလာပြီကို ဖျားလူကြီးများကစီဂျုံနှုတ်ဆက်တော်မှာဥလူကလေးအစင်စားရက်တော်သည်တောဖျားပွဲပင်ဖြစ်လေကစားညောင်မင်းသားရွာမှအစပြု၍တစတစနမည်ကြီးခဲ့သောဟမယာမောင်ညွန့်ဇက်သည်ယနေ့ညဖို့မြို့မိမြို့ဖာတို့အားယင်းနှချမ်းပြန်ပြန်ကွဲ၍လဲလိုပင်သေးသေးဝတ္တရားကြည်အောင်ကပြမည်ဟုအားခဲထားသည်ထို့ကြောင့်ပတ်မကြီးကဘေးထိဘေးထိဟုမြည်နေသည် သို့တော်ဥလူကလေးမှာညနေစာကိုအိမ်မှာမစားခဲ့ရသည်ထို့ကြောင့်သူ့ဝန်းကတကြုတ်ကြုတ်မြည်နေသည် ထို့ကြောင့်ဥလူကလေးကဖះလူကြီးများနဲ့စကားစမြည်ပြောဆိုနေရမှငါထမင်းပြန်စားလိုက်ဦးမဟိဟာခမ ्या ပြန်လို့ဘယ်ဖြစ်မလဲဒီပွဲသေးမှာပဲကြိုက်ရမှားစားပါကျုပ်တို့ကြွေးပါမယ်ဟုဖះလူကြီးတို့ကဆို၏ဟေးငါပွဲကြက်လာတာနှစ်ပေါင်း20ကျော်ပြီ မင်းကငါအိမ်ပြန်မှာစိုးနေတယ်ဟုတ်လား စုံတစ်ခုဖြစ်ရင်အုံမနိုင်ထိမရဖြစ်မှာစိုးတယ်မလားဟေးဝင်းကြီးလေးပါထွက်တဲ့ချိန်ထိပွဲပရောမှမလန့်ဘူးကွလက်ထောင်မင်းသမီးစခန်းထချင်းရောက်ရင်တော့အေးစိုးရင်ရတဲ့ဟေးဥလူကလေးဟာသူ၏ဘ ഹു သူတာတိုင်းပွဲလန့်ခြင်းကိုကြိုတင်တွက်ဆ၍ပြောသည်သို့သောဖျားလူကြီးများရရှိထားသောသတင်းစကားအရယနေ့ညညောင်မင်းသားရွာနှင့်မြောက်ချောကုန်းရွာနှစ်ရွာသည် ချင်း၍ရိုက်ပွဲဖြစ်လိမ့်မည်ဟုဆိုပြန်သည် ဟာဒီလိုဆိုတောက်ကျိုးနေရောဗောကိုရင်တို့တွေကကြုတ်ကူစိုးစောကဘာလို့မပြောတလဲဥလူကလေးဒီအနေငယ်စိုးရင်လာ၍ပြစ်တင်စကားပြောကြားလီတော့သည်ဟာစာတင်ကြီးကိုစိုးစောကပြောလို့ဘယ်ဖြစ်မလဲပြောရင်လဲခမ ्या ကပွဲကိုပိတ်ပြေဦးမယ်အမှန်တော့စိုးစောကဒီသတင်းမျိုးမရပါဘူးယခုမှရွာသားတယောက်ကသတင်းလာပြီးတယ် ဖျားလူကြီးကဤစကားကိုပြောမှကောင်းချင်းကြီးတော့တဲကိုဥလူကလေးပြန်၍တရိယာသည်ဟေးဟေးဒီလိုဆိုရင်မဖြစ်ဘူးလေဟာဒီလိုဆိုရင်ကောင်းချင်းကြီးတော့တဲကိုမရောက်ရလို့အမိန်ပေးပြီးတိတ်ရမယ်ဟုအလောတကြီးနဲ့ဥလူကလေးပြောရင်ဖျားလူကြီးလေးငါဥရိုကိုခေါ်၍ထွက်သွားလေ၏သို့သောကောင်းချင်းကြီးတော့တဲကလေးကအလုံးကိုရောင်းချ၍အိမ်သို့ပြန်လေပြီ။ကိုင်းဟေးမဖြစ်ဘူးဟေ့ဒုတ်တွေဓာတွေတိတ်မှပဲ။ ုစာသင်ဥလူကလေးအေးပေါ်အမိန့်ထုတ်လေ၏တိမ့်သည်မြဒုတ်သေးတွင်ဝရင်တို့တော်တော်များများပါ၏သို့သောဟန်တိန်ဒုတ်မှအတော်အရေးကြီးသည်၎င်းသည်36မှ402တို့ပုံမှပြောင်းပေးရန်ဆန်းဆောင်နိုင်သောတေလောက်သည့်လက်နက်ဖြစ်သည်ထို့ပေမဲ့ဟန်တိန်ဒုတ်ကိုစဘာဝဲတော်တို့ဥကသာသဘောယိုးနှင့်ကိုင်းဆောင်လာသည်ကိုတွေ့ရသဖြင့်ထိုစဘာဝဲတော်ကိုပါပွဲချက်သည့်လူကြီးစီရင်နေတွင်လိုက်ရသည် ဝင်းကြီး၄ပါးကထွက်လီပြီ။ဘာယန္တိပြည့်ရှင်ဘုရင်မင်းမြတ်နှင့်မင်းကြီးတတ်တော်ရှိတို့သည် အမြင်မပြတ်လေးရှိလျက်တဦးကမိန်တော်မြတ်မှတ်တော်မူစဉ်အခြားတဦးကဗျာဒိတ်တော်ပန်ဆင်လျက်ရှိကြကုန်သည်။၎င်းတို့၏အတိုင်းဖောက်လေးရှိလေးလေးရိုက်ပွဲကျင်းပမည်အချိန်နာကြီးဝေးလေလေ။ထို့ကြောင့်နေငယ်တက်သားရာရသည်လေဟုဥလူကလေးကတွေးမိ၏။သို့တော်ပွဲကြည့်ပြိတ်သက်၏လက်ရာဘက်တောင်းကား ဖြောင်းကနေကြားလိုက်ရ၏ပွဲကြည့်ပြိတံများပင်ဝယုံသုံးကားဖြစ်သွားသည်ဟေးထိုင်ညထိုင်ညဘာလို့လွတ်လွတ်ရွာရွာဖြစ်တာလဲဦးလူကလေးကသူ၏အတန်ဝါဝါကြီးကိုအော်၍ပြော၏ပြိတံငြိမ်သွားသည်သောသော၎င်းဖြောင်းကနေမြည်တံမှာကလထိုင်ကျိုးကြသောအတန်ဖြစ်၍ဥလူကလေးနှင့်တကွဖျားလူကြီးများပါဝင် တခဲနှသောပြိသက်သည်တခဲနှသောအတန်ဖြင့်ရည်ကြလေသည် အမှန်ကထိုညကလက်ထောင်မင်းသမီးစကန်းထသည့်အချိန်ထိပွဲမှာငြိမ်သက်လာသည်ဒုတ်သားဆသည့်လက်နက်ကိုကြိုတင်သိမ်းထားခြင်းအချိုးပင်ဖြစ်တော်သည် ထို့ကြောင့်စိတ်သက်သာရာရသောဥလူကလေးနှင့်အပေါင်းပါတို့သည် အုံထမင်းနှင့်စက်သားဟင်းကိုစိတ်အေးလက်အေးမြည်နေကြသည်ဂျိုးနှကောင် အောင်းဝောင်းတင်းတင်းတင်းထနောင်းမင်းညီနောင်ကပတ်ပတ်ဘေးဘင်းကြီးလွမ်းအောင်ကူနောက်ထိုင်းက ဟမ်မရာမောင်ညွန့်တို့နှစ်ပါးသောအတွက်ခွန်းတောက်ကိုစိုးလိုက်လေတော့နှဲစရာကလူဆိုသည့်အတိုင်းလိုက်၍ချွဲအဲချွဲအဲဟုမှုန့်နေသည်ဟေးဘယ်နဲ့လဲကွရောက်ဖရဲ့ဒီညတော့မိုးလင်းအေးအေးကြည့်ရလိမ့်မယ်ထင်တယ်ဟေ့ဟုဥလူကလေးကအုတ်ထမင်းပကံလက်စာတင်ရင်ပြောလိုက်လေသည်ဥလူကလေး၏စကားဆုံးသည့်နေ့တစ်ပိုင်းနဲ့ဝုန်းကနေအတန်တစ်ခုကြားရသည်ပွဲလေကောင်မှပြိတ်သက်သည် မြေပြိုသဖြင့်ပြေးကြပြီးတကယ်သူတိုးဝေပြေးကြသည်ဟဲ့ဟဲ့ဘာဖြစ်ကြလာလဲဟဲ့ဟေးငင်ငိမ့်နေကြဆိုင်သူအနာမကက်နဲ့မိစိန်ရင်မိနဲ့ကေဟဲ့တည်ချင်းစိုးမတွေလာခဲ့ကြအိမ်ပြန်ပဲချကုန်ပါဟာဥလူကလေးနှင့်အပေါင်းပါတို့သည်ပွဲတဲ့သူမိနစ်မဆိုင် ရောက်လာကြပါ၏သို့သောတအုံးအုံးတန်ကိုကြားရတော့လဲရမ်းဖြစ်နေသောအဆုကိုမတွေ့ရကြည် ဟဲ့ကောင်မတွေဘာမှဖြစ်တာမဟုတ်ဘဲနဲ့နစ်မေကလေးမို့လို့ရွနေကြတာလားဟမ်ဥလူကလေးကရေရွတ်လိုက်သည်ဥလူကလေးဆဲတန်သည်ပတ်မတုတ်နေသောအတန်ကိုပင်လွှမ်းမိုးသွားသည် ထို့ကြောင့်တအောင်မြှပြိသက်ငြိမ်သွားသောဟု၏ထိုအခါမှပင်ပွဲဤအနောက်ဖက် အလံ40လက်တကွက်နှစ်ကွက်အကွာတွင်ရှိသော ရေမရှိသည့်ဖင်လန်ရိုးချောင်းမှအုံငနေအတန်ဖြောင်းငနေအတန်မအီနှမဆဲတန် ပြေးလွှားသံအောင်မလေးပြအတန်းအုတ်ဆက်ကိုထိပဟဟူသောအတန်းအဆရှိသည့်အတန်းမျိုးပေါင်းဒရာစင်ကြောကြောနှစ်ဒါစင်ငန့်တို့သည်အယံနာမရှိဇက်တိုက်ပေါ်ထွက်လာတော့သည်ဖင်လန်ရိုးချောင်းပန်၌လာပြေကျော်တရက်နေလာဝန်းကြီးသည်ညောင်မင်သားနှင့်မြောက်ချောကုန်းရွာနှစ်ရွာအတွက် အလင်းရောင်အားကိုပေးနေသောအောက်လင်းဓမီကြီးပမာတမြထိမ့်နေတာလျက်ရှိသည်ဥလူကလေးဤဖို့၌ထိုညကလတ္တာတာတဲတွင် ရံဖြစ်သူများပြားပြေးကြလွှားကြ၍ထသောဖုံကိုပင်မြင်ရသည်ဟုဆိုပေသည်ဥလူကလေးတို့လူတိုက်သည် အချင်းဖြစ်ပွားရာဒေသသို့အရောက်ပြေးကြသည်ဟေးလူမကုန်မယ်နော်သတိထားဟေးမိတို့ကိုလည်းယူခဲ့ကြဟေးဥလူကလေးကဦးစီးခေါင်းဆောင်၍အော်ဟစ်ခါချင်းရိုက်ပွဲသမားများထံသို့ခြိတက်ကြသည်သောသောမိတို့မှာဆလောင်းပုံးထဲတွင်ထမင်းကြောင့်နှင့်ရေနံကြီးရော့၍ထွန်းသောမိတို့ဖြစ်ရာ မိတို့ကိုင်းသူသည်ဆလောင်းဖုံကြကွဲမြီဆိုရင်သောကြောင့်တတိနှင့်ကိုင်းနေရ၍ခီးကြီးများစွာမတွင် ဥလူကလေးကသာလက်ရောင်ကိုအဖော်ပြု၍ရှေ့မှသွားပြီးရံဖြစ်သူတို့ကို လိုက်ဖမ်းရသည်ချင်းရိုက်ပွဲသမားများနှင့်ဥလူကလေးတို့လူတိုက်သည်လက်ရောင်အောက်၌ယာမသမင်လိုက်ခန်းဇက်တော်မဟာကိုခင်းချင်းပြတ်တာနေစဉ်ဖင်လန်ရိုးချောင်းမှကျုံ၍ထွက်လာသောညောင်မင်းသားကာလာသားတို့နှင့် ယောက်ချောကုန်းကာလာသားတို့မှပွဲရှိရာသို့ဥတီပြေးလာကြသည် ပွဲနိုင်လူများရွေ့ရွတဲတဲရှိစဉ်ရံဖြစ်သူတို့ကပွဲကိုပတ်ချာလဲလှဲ့ပြေး၍ပြောင်ပြောင်ကြီးရိုက်၍နေကြသည်၎င်းတို့ကိုင်သောလက်နက်တို့တွင်90ရာခိုင်နှုန်းမှကောင်းကျင်းကြီးတောင်များဖြစ်သည်ကြံလက်နက်တို့မှဝရင်တို့ရှားနှစ်သားတို့ပြင်းကရိုးတို့နှင့်ပရောက်သားတို့များဖြစ်လေသည်ဇက်ခုံပေါ်တွင်ဟံမယာမောင်ညွန့်သည် ခြေဆင်း၍ထိုင်နေသည် သူ၏မင်းသမီးက ပြမှုဘတ်ဆက်လေးကိုမိညီပြီးလျင်ဟမယာမောင်ညွန်အားဆက်တာနေသည် နောက်ထိုင် လူပြည့်နှစ်ယောက်ကဇက်စင်အောက်ရှိနှဲစရာနှင့်လှမ်း၍စကားပြောနေသည်ဇက်စရာကမနှက်ကြရင် ချမောင်ကိုဝရင်တုံနဲ့ကြော်ပြီးကျွေးလိမ့်မယ်ထင်ပါရဲ့ဟုလူပြည့်တဦးကခနဲ့သည်နှဲစရာကမြင့်နေဝါဟာအတူတူပါပဲကွာဟုပြန်ပြောသည်ရှေ့ကပြေး၍နောက်ကလိုက်ရိုက်သောသူသူစုတို့ ွဲကိုအလဲထား၍ပတ်ချာလှဲ့ပြေးရာနှစ်ပတ်သုံးပတ်မြရှိလျင်ဥလူကလေးနှင့်အပေါင်းပါတို့သည်ရံဖြစ်သူတို့ချို့ကို၎င်းတို့၏ကောင်းချင်းကြီးတော်များနှင့်တပါရဲဖမ်းဆီး၍ပွဲရှိရာသို့ခေါ်လာခဲ့သည်ဥလူကလေးတို့ရောက်မှပွဲနယ်နမိတ်ထဲဝင်၍ရံဖြစ်သူများကိုဖမ်းညရသည်ထိုညကရှလဘက်ကြီးရောက်သောကလားသည် အရှုံးကြီးရှုံးလေသည်ရှလဘက်ကြီးဖြောင်းရန်တရားတစ်ပိတ်သားကိုဥလူကလေးအားပေးလိုက်ရသည် ဥလူကလေးဤဆိုမှာ ကလားထာမတရား90သားသာရသည်ဟုဆိုသည်လိုနေသောတပိတ်သားကိုရွာထဲရှိတရုတ်ကုံလုံးဆိုင်ထံမှတောင်းယူရသည်ဟုပြောသည်တရားတပိတ်သား90ကုံသည်ဟုဆိုလျင်ဒဏ်ရာရသူအနည်းဆုံး340မက ရှိပေလိမ့်မည်သို့သောနနက်တွင်ဌာန၌စစ်လိုက်သောအခါအရေးကြီးသောတရားလိုတရားခံတို့မှတစ်ဖက်လျင်၄-၅ဦးမျှသာရှိသည် ထိုညကဟံမြံမောင်ညွန့်တို့နှစ်ပါးသွားကို လူကြိုက်အတော်များသည်လွမ်းငန်းတွင်မိမသာမကယောက်ျားရင်မာကြီးတွေပါ မျက်ရည်ကျရသည်ဟုဆိုသည်တို့ရာတွင် နောက်ထပ်ဆက်၍ပွဲခဏခဏလန့်သောကြောင့်ပွဲကြည့်ရတာစိတ်မရှိပါဘူးတော်ဟုဈေးထဲကရှမ်းပတ်တဲ့ဒေါ်ကြီးအောင်ကြီးကမှတ်ချက်ချသည်တို့ပေမဲ့ထိုညကဥလူကလေးဤလုံလာကြောင်းနောက်ထပ်သွေးထွက်တန်ယိုမှုတစ်ခုမှမရှိတော့ကြည် ဥလူကလေးသည်ပတ်စာခွာဖြားသိမ့်သောအချိန်ကြမှသာအိမ်သို့ပြန်နိုင်တော့သည်အိမ်သို့ရောက်သောတရေတမောပြပင်မအိပ်ရကြညကအမှုခင်းတွင်တိုင်ကျက်ဖွင့်ရသေးသည်ရိုက်ပွဲမှာဖះလူကြီးများပြောသလိုချိန်မွဲဖြစ်သည်မြည်သူကမြည်သူအားမြည်သူလက်နက်နှင့်ရိုက်သွားသည်ဟုမြည်သည့်မျက်မြင်သက်သည်များရှိသည်မဟုတ်ညောင်မင်းသားရွာတွင် ရှေးရိုးဆင်လာရဖះပွဲများအဆက်ဆက်လုပ်ခဲ့သည်ဖះပွဲဖြစ်တိုင်းဖြစ်တိုင်း ။ညောင်မင်းသားနှင့်မြောက်ချောကုန်းနှစ်ရွာချင်း၍ရိုက်ပွဲဖြစ်တတ်သည်။ဤချင်းပွဲမျိုးတွင်ရေကြီးခွင်ကျဲလှုပ်၍တရလိုတရခန့်တက်သေးကိုရအောင်ရှာနေလျင်ရွာလဲနမဲပြက် ဥလူကလေးလဲထုကြည်လွာအတောင်ခံရဘာမှအကျိုးမရှိသည်ဖြင့်ဖျားလူကြီးတို့ဥဖြစ်သူ ရွှေရောက်ဖကဆဲဆူချိန်မောင်လှုပ်အောင်မီထို့ကြောင့်တာမန်ယုံရင်စံခက်ဖြစ်သောပုံမှန်360ရသားလျင် ကိစ္စပြီးလောက်သည် ဥလူကလေးသည်ဤကဲ့သို့ရဇသက်ပုံမတို့ကိုလူတို့ပိုလျှော့လှုပ်ရန်အားထုတ်နေစဉ်ကောင်ကလေးတယောက်နှင့်ကောင်မလေးတယောက်သည်ကင်းကပ်ထဲသို့ဝင်လာသည်ဥလူကလေးစာတင်လှုပ်လာသည်မှာအန်တိုနေပြီထို့ကြောင့်ထိုကောင်ကလေးကောင်မလေးစုံတွဲကို မြင်ငါမျှနေမိမခိုးမှုဖြစ်ပြီးဟုသိသည်ကောင်ကလေးကိုလည်းမြင်မှုသလိုလို ကောင်မကလေးကိုလည်းမြင်မှုသလိုလို အထူးသဖြင့်ကောင်မကလေးကဘသူနှင့်တူပါလိမ့် အောင်မဲဟဲ့ကောင်းပါလေနေငငယ်ရွယ်ရွယ်နဲ့လင်းနောက်လိုက်လာတယ်မလားဟဲ့ငါကဘသူများလဲလို့လက်စားတတ်တော့နင်ဒေါ်အိုစာရဲ့သမီးမဟုတ်လားကောင်းပါလေးကခက်ရှက်ရှက်နှစ်ပင်ဇွတ်နှစ်၍ဥလူကလေးဤမေကွန်းကိုမှန်ချောင်းဝန်ခံသည်တဲနေညကပဲကောင်းချင်းကြည့်တော့ရောက်နေသေးတယ်မဟုတ်လားဥလူကလေးကပလိတ်ဆက်စစ်ပြန်သည် ကောင်းပါလေးကဟုတ်ပါတယ်ဟုဆိုသည်ကျမအလူဒူလိုပါလိုက်လာတာပါ ်ဟုသူ့လင်းတော်မောင်တင်ထားသည့်အတိုင်းထက်၍ကွန့်လိုက်သေးသည်နေညကဟိုကောင်တွေကိုကောင်ချင်းကြီးတော့အားလုံးရောင်းနေတဲ့ကောင်ချင်းကြီးတော့တွေလည်းကုံရောနေလဲလိုက်ပြေးရောအဲနေရောင်းတဲ့ကောင်ချင်းကြီးတော့တွေနဲ့ဟိုကောင်တွေလည်းရန်ဖြစ်ကြရောဒီတိုင်းပဲမဟုတ်လားဥလူကလေးကရေလာမြောင်းပေးမေးလေသည်ဥလူကလေးပြောသည်များကို ကောင်မလေးကခေါင်းညိတ်၍မှန်းချောင်းထောက်ခံသည်ဒီတော့မှ ကောင်ကလေးကဘဘကြီးကျွန်တော်တို့ကိုကဲပါဦး ယခုသူသဘောတူလို့ကျွန်တော်ခိုးလာတာကိုဘဘကြီးကလည်းမဖြတ်ပါနဲ့သူ့ဘက်ကဆွေမျိုးများကဖြတ်ရင်လဲကူညီပြီးပြောပေးပါကျွန်တော်အဖေဥရွှေကျုံးကိုလည်းဘဘကြီးကနားချပေးပါဘဘကြီးကဲနိုင်မယ်ဆိုတာသိလို့ဘဘကြီးစီလာတာပဲဟုအတနာခံလေသည်အောင်မယ်မင်းငါဥရွှေကျုံးသားဆိုတော့မြောက်ချောကုန်းကပေါ့တဲဟုတ်ပါလားဟိခါတိုင်းတော့မိမခိုးလို့ရိုက်ပွဲဖြစ်တယ် အခုဒီတခါတော့ရိုက်ပွဲဖြစ်လို့မိမခိုးတယ်မင်းတို့မြောက်ချောကုန်းကညောင်မင်းသားကိုကြောသွားပြီပေါ့ကွာဥလူကလေးဒီတဟာဟာရည်ရင် ပြောလိုက်လေဒီကိုင်ကိုင်ကောင်းပြီသွားသွားဟေးမောင်ရင်မင်းနာမည်ထွန်းချစ်မှတ်လားဟေးငါမှတ်မိပြီမင်းကောင်မလေးကိုမရမမတ်တမမတ်ပေါင်းတော့ဥလူကလေးကဆုံးမဩဟာရပေးပြန်သည်ထို့နောက်တတိယရွေဥလူကလေးကကောင်မလေးကိုမေးသည် ဟဲ့နေပါဦးဟဲ့နင့်နာမည်ငါမေ့နေလို့ကျမနာမည်စိန်အေးပါအဲအဲစိန်အေးနင့်အသက်ဘယ်လောက်ရှိပြီလဲကျမ16နှစ်ပြည့်ပါပြီဟဲ့16နှစ်ပြည့်လို့လင်ယူပေမဲ့တရားဝင်တဲ့ရွယ်မဟုတ်သေးဘူးနင်တို့တောက်ဒုက္ခများကုန်လိမ့်မယ်နောက်သူများမေ့ရင်16နှစ်ကျော်ပြီလို့ပြောကိုင်းကိုင်းပြန်ညပြန်ညငါလှုပ်ရှိသေးတယ်ထွန်းချင်တဲ့စိန်အေးတို့ဒီကုတ်ချောင်းချောင်းနဲ့ကင်းကတဲမှာထွက်သွားကြသည် ဥလူကလေးကသူတို့နှစ်ဦးကိုပြုံး၍ကြည်ရင်းခက်စည်းကိုအော်ပြောသည်ဟေးပုံမှ160နဲ့ပြီးအောင်လုပ်ဟေးမြောက်ရီမဂဇင်း AB လာ1954ခုနှစ်